တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချင်းနယ်မှာဒီကနေ့ဧပြီလ23ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တက်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တက်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ဒေါအောင်ဆန်းစုကြည်ကိုလှုပ်ပေးဖို့နဲ့ငလင်းပြန်လဲထူထောင်ရေးအပြစ်ခက်ရက်စဲရေးလိုက်နာဖို့စစ်ကောင်စီကိုကုလတောင်းဆိုဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်နုဘေငင်းချမ်းရေးဆုရှင်ဒေါအောင်ဆန်းစုကြည်နဲ့တမရအိုးဝင်းမြင့်အပါအဝင်2021ခုနှစ်အာနာသိမ့်ပြီးကလေးက ဖန်စီထားတဲ့အကျဉ်းသားအလုံးကိုလူငင်းချမ်းသာခွင့်အပြည့်အဝကြေညာပေးဖို့ကုလသမဂ္ဂကဧပြီလ17ရက်နေ့ကကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ငလင်ကျောင်းလူပေါင်း3600ကျော်တေဆုံးက9038ဦးဒဏ်ရာရပြီး145ဦးပျောက်ဆုံးနေချိန်မှာစစ်ကောင်စီကအပြည့်ခက်ရစဲရေးကိုချိုးဖောက်ပြီးမြန်မာနိုင်ငံတဝန်းမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားတဲ့အခြေအနေနဲ့တော်လိုင်းရင်အားစုတွေထိန်းချုပ်ထားတဲ့နေမျိုးတွေကငလင်ဘေးအသက်ရှင်ကြံရစ်တဲ့သူတွေကိုလူသားချင်းစာနာမှုအကူအညီတွေတာစီပိတ်ပင်တာတွေအပေါ်ကုလသမဂ္ဂကဝေဖန်လိုက်ပါတယ်။ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာယုံပြောခွင့်ရသူ ရေဗီနာရှမ်တာဆန်နီကမြန်မာစစ်တပ်ဟာငလင်ကာလာအတွင်းတိုက်ခိုက်မှုအကြိမ်120ကျော်ရှိခဲ့ကြောင်းထောက်ဝက်ကျော်ကအပြစ်ခတ်ရက်စဲရေးကြီးညာပြီးဧပြီလ2ရက်နေ့နောက်ပိုင်းမှာတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းပြောကြားပါတယ်။အများစုကလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုဖြစ်တယ်လို့ဆိုပါတယ်။ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးဗော်ကာထက်ကလည်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးတာတွေကိုတားဆီးမှုမှန်သမျှဖယ်ရှားပေးဖို့နဲ့စစ်ရေးဆိုင်ရာစစ်စင်ရေးတွေအမြန်ဆုံးရပ်တန့်ဖို့စစ်ကောင်စီကိုတောင်းဆိုကြောင်းကြေညာချက်မှာဖော်ပြထားပါတယ်။မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်တွမ်အန်ဒရူးစ်ကလည်း တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့နေမြေတွေကိုစစ်ကောင်စီကဆက်လက်တိုက်ခိုက်နေတာတွေရက်တန်ရေးဆောင်ရွက်ပေးဖို့လုံခြုံရေးကောင်စီကိုဧပြီလ10ရက်နေ့ကတိုက်တွန်းလိုက်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဟင်္ဒရာမှာစစ်မှုထမ်းရန်နေအိမ်ကိုတွားရောက်ခေါ်ဆောင်တဲ့အုတ်ချုပ်ရည်မှုတတ်နိုင်ဓာတ်ခုတ်ခံရပြီးတေဆုံဂျုံပြော်မှာလည်းအုတ်ချုပ်ရည်မှုလှကြိုင်ပစ်ခတ်ခံရပြီးတေဆုံဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေယာဝတီတိုင်းဟင်္ဒရာမြို့နယ်မှာစစ်မှုထမ်းဖို့နေအိမ်ကိုတွားရောက်ခေါ်ဆောင်တဲ့အုတ်ချုပ်ရည်မှုတတ်နိုင်ဓာခုတ်ခံရပြီးတေဆုံသွားကြောင်းဒေသပြည်သူများကပြောဆိုပါရတယ်။ ဧပြီလ17ရက်နေ့မှာဟင်္ဒရာမြို့နယ်တနော်တနော်ကျေးရွာအုပ်စုအကြံဖတ်စစ်တပ်ခန့်အုပ်မှုတပ်နိုင်ဟာမကြီးကုန်ကျေးရွာမှာလူငယ်တအုပ်ကိုစစ်မှုထံအလဲကျတယ်လို့ဆိုပြီးတွားရောက်ခေါ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီလိုလာရောက်ခေါ်ဆောင်စင်းမှာအင်ရှင်ကနေအိမ်ပေါ်အရောက်မှာဓာတ်နဲ့ခုတ်ခဲ့ရမှာအုတ်ချုပ်ရည်မှုတတ်နိုင်ဥကောက်ပြက်ရှာဒဏ်ရာရရှိပြီးတိတ်ဆုံးခဲ့ကြောင်းသိရှိရပါတယ်။ဒါပြင်အေယာဝတီတိုင်းကျုံပြော်မြို့နယ်ငကြီးထူကျေးရွာအုပ်စုအုတ်ချုပ်ရည်မှုလှကြိုင်ဟာလဲမြို့နယ်အစည်းအဝေးမှာပြန်လာစဉ်တနက်နဲ့ပြစ်ခတ်ခံရပြီးတိတ်ဆုံးသွားကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။ ဧပြီလ10ရက်နေ့မွန်လ2နာရီခန့်မှာအကျုံပြောမြို့နယ်ငကြီးထူကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးလှကြိုင်ဟာမြို့နယ်အစည်းအဝေးမှာပြန်လာစဉ်မှာအမည်မသိတဲ့တမားများကပြစ်ခတ်တိုက်ခိုက်ရာတနက်ကြီး9ချက်ထိမှန်ပြီးတေဆုံးခဲ့ကြောင်းသိရှိရပါတယ်။တေဆုံးသွားတဲ့အုပ်ချုပ်ရေးမှူးလှကြိုင်ကအကြံဖတ်စစ်တပ်ရဲ့အမာခံတောက်တိုင်တူဖြစ်ပြီးကျေးရွာအုပ်စုအတွင်းစစ်ကောင်စီတပ်ဆိုးရှေဖို့အတွက်လှုပ်ဆောင်ပေးနေသူဖြစ်ကြောင်း ။ဒါပြင်အကြံဖတ်စစ်တပ်အတွက်တပ်သားတွေစုဆောင်းပေးခြင်းအထမံငွေကြီးကောက်ခံခြင်းများကိုပြည်သူအပေါ်ကျူးလွန်နေပြီး၎င်းတည်င်းပေးတိုင်ကြမှုကြောင့်ထွက်ပြေးတိမ်းရှောင်နေရတဲ့လူငယ်များလည်းရှိကြောင်းသိရှိရပါတယ်။နောက်ထပ်တဲ့ဆက်ပေးမယ့်တဲ့ရင်ကတော့ရွှေကျင်ညောင်ချီတော့ကြေးရွာမှာတက်ဆွဲထားတဲ့စစ်တပ်ကိုတိုက်ခိုက်မှုစစ်ကောင်စီဘက်မှကိုဦးတေဆုံးပြီးတော်လန်ကြီးရဲဘော်၃ဦးကြာဆုံးဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ ပဲခူးတိုင်းရွှေကျင်မြို့နယ်ညောင်ချေတော့ကြေးရွာမှာတက်ဆွဲကင်းချထားတဲ့စစ်တပ်ကိုတိုက်ခတ်ရမှာစစ်ကောင်စီဘက်မှာကိုဦးတိတ်ဆုံးပြီးတော်လန်ရေးရဲဘော်၃ဦးကြဆုံးခဲ့ကြောင်းတောင်ညိုကော်လံ P29906 မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဧပြီလ17ရက်နေ့နံနက်6:15နာရီအချိန်ရွှေကျင်မြို့နယ်ညောင်ချေတော့ကြေးရွာမှာကင်းချထားတဲ့အကြံဖတ်စစ်ကောင်စီတပ်သားအင်အား100ကျော်ခန့်ကိုဝိုင်းဝန်းပိတ်ဆို့တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲဒီတိုက်ခတ်မှုအတွက်အကြံဖတ်စစ်ကောင်စီတပ်သား၉ဦးတိတ်ဆုံးပြီး၆ဦးဒဏ်ရာရရှိခဲ့ကြ တော်လန်ကြီးရဲဘော်၃ဦးကတော့ကြာဆုံးခဲ့ရပါတယ်။ဘာမှထွေထွေထူးထူးမချက်မပေးကြပါဘူး။ကျွန်တော်တို့ရဲဘော်တွေအတွက်ကျွန်တော်တို့ပြည်သူတွေအတွက်ရောတောင်ညိုကဆက်ယုံနေပါပါလို့တောင်ညို column P29906 မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတောင်ညိုတက်ရင်နဲ့ War Packer ဖအင်းတကော Packer ဖတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်တရင်ကတော့စစ်အာဏာရှင်ချေမုံရဲ့ NUG ကာကွယ်ရေးအောက်မဟာမိတ်တပ်ရင်းတပ်ဖွဲ့များနဲ့အတူတိုက်ပွဲဝင်မယ်လို့ကလေးကရင်ပကဖထုတ်ပြန်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ ချင်းပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့တစ်မြို့ဖြစ်တဲ့ဖလန်းမြို့တိုင်းတိုက်ပွဲကိုပါဝင်ဆင်နွှဲခဲ့ကြောင်းကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကယနေ့ဧပြီလ12ရက်နေ့မှာထုတ်ပြန်အသိပေးခဲ့ပြီးတိုက်ပွဲအတွင်းတရင်တပ်ဖွဲ့အသီးသီးမှတိုင်းပြည်နယ်လူမျိုးအတွက်မြင့်မြတ်စွာအသက်ပေးလူခဲ့ကြရတဲ့ပြည်သူရဲဘော်များအားလုံးကိုလေးစားစွာအလေးပြုခုံပြုပါကြောင်းဖော်ပြထားပါတယ်။ ဒါအပြင်စစ်အာဏာရှင်အမြင့်ပြတ်ခြေမုံးရေးဆင်နွှဲနေတဲ့ຫນွေဦးတော်လန်ရေးအားအဆုံးထိတိုင်မဆုံးမနစ်တော့ဇွဲနဲ့မြို့သားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်မှာမဟာမိတ်တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူပူးပေါင်းဆောင်ရွက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းဂရုပြုပါတယ်လို့ကလေးခရင်ပကဖကထုတ်ပြန်ထားပါတယ်။ ချင်းညီနောင်အဖွဲ့ဝင်ချင်းမျိုးသားဖွဲ့ချုပ် CNO CNDF ပြောရေးဆိုခွင့်ရှိသူစလိုက်တင်မီကလည်းသကိုင်းရောဒေတာမကွေးအပါအညာဒေတာမှာရှိတဲ့လူငယ်ရဲဘော်များဟာတောင်ပေါ်ဒေတာကိုလာပြီးအသက်ကိုဗဒါနာမထားဘဲဖလန်လွတ်မြောက်ရေးချိုးပန်းမှုဟာ2020ခုနှစ်တော်လန်ရေးရဲ့ထူးခြားချက်ဖြစ်ကြောင်း People Spring နဲ့တည်တံ့တွေ့ဆုံမေးမြန်းမှုမှာဖော်ပြထားပါတယ်။ ကျွန်တော်တို့တိုင်းရင်းသားချင်းဆိုတဲ့သူတွေကလည်းကျွန်တော်တို့ချင်းပြည်နယ်လွတ်မြောက်လို့ရှိရင်ကျွန်တော်တို့ CB ကအမြဲတမ်းပြောတဲ့ဟာကကောင်းမွန်တဲ့အိမ်ကြီးချင်းကိုပိုင်ဆိုင်ခြင်းနဲ့ချင်းပြည်ဆိုရင်စကိုင်းတိုင်းနဲ့ထိဆက်တယ်ရောဒေသနဲ့လည်းထိဆက်တယ်နောက်ပြီးတော့မကွေးတိုင်းနဲ့လည်းထိဆက်တယ်နောက်ပြီးတော့ရခိုင်ပြည်နယ်နဲ့လည်းထိဆက်တယ်အဲ့ဒီမှာရှိတဲ့လက်နက်ကင်တွေနဲ့ကျွန်တော်တို့ပူးပေါင်းမှာပဲပူးပေါင်းပြီးတော့လိုအပ်လို့ရှိရင်အညာဒေတာမှလည်းကျွန်တော်တို့ရဲဘော်တွေလှုပ်ပြီးမြန်မာနိုင်ငံကြီးပြည်တော်စုပြန်လဲပြီးတော့ပြည်တော်စုအသစ်ကြီးပြန်လဲပေါ်ပေါက်လာနိုင်အောင် ကြာရကဏ္ဍကနေဆောင်ရွက်သွားဖို့တန်တိတန်ခြားထားတာရှိပါတယ်လို့ slide team ကပြောကြပါတယ်။လက်ရှိမှာတိုင်းရင်းသားတော်လှန်ရေးတပ်များဟာတိုင်းရင်းသား data များသာမကလိုအပ်တဲ့နေရာ data များတို့ဆက်လက်ချိတက်တိုက်ပွဲဝင်မယ်လို့ဆိုပါတယ်။လိုအပ်လို့ရှိရင်နေပြည်တော်အထည်လည်းကျွန်တော်တို့ချိတက်သွားဖို့ဖြစ်ပါမယ်။ဒါပေမဲ့အခုချိန်မှာတော့အများကြီးအာကျယ်ပြီးတော့ပြောဖို့မဟုတ်သေးဘူး။ကျွန်တော်တို့ရည်မှန်းချက်ထားတာကတော့အဲ့ဒီလိုရှိတယ်။အညာဒေတာမှရှိတဲ့လက်နက်ကင်တွေလဲတောင်ပေါ်မှာတိုက်တာပဲ။ဘယ်နေရာမှာစိုးတိုက်တာပဲ ြည်သူတွေကိုပြောချင်တာက2021ကပေါ်ပေါက်လာတဲ့တော်လန်ရေးပြည်သူတွေရဲ့ပါဝင်မှုအသီးပွင့်တွေက2024 2025မှာမြင်နေရပြီလို့ slide တင်မီကပြောကြပါတယ်။ကလေးခရိုင်ပကဖားရဲ့ထုတ်ပြန်ချက်မှာကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖားယုံအထူးတိုက်ခိုက်ရေးနဲ့လက်ယုံတပ်ဖွဲ့ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖားယုံ Drumtin Wingsaw ကလေးနဲ့ကလေးမျိုးနဲ့မြို့ပြစီမံချက် UG တပ်ဖွဲ့တို့ဟာ2024ဇူလိုင်လမှစပြီးဖလန်းမျိုးတိုင်တိုက်ပွဲအတွက်ချင်းညီနောင် CB အဖွဲ့နဲ့လေ့ကျင့်ပြင်ဆင်ခဲ့တယ်လို့အသိပေးထားပါတယ်။ ဖလန်မျိုးသိမ်းတိုက်ပွဲအဖြစ်ချင်းညီနောင် CB စစ်စင်ရေးအဖွဲ့နဲ့အခြားပူးပေါင်းမဟာမိတ်တပ်ဖွဲ့များနဲ့အတူ2024ခုနှစ်နိုဝင်ဘာလ9ရက်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာအခု April 10ရက်နေ့မှာအပြီးသက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဖလန်တိုက်ပွဲမှာကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖအထူးတိုက်ခိုက်ရေးနဲ့လက်ယုံတပ်ဖွဲ့မှရဲဘော်တို့အကြဆုံးက10ဦးဒဏ်ရာရရှိခဲ့ကြောင်းကလေးမျိုးနယ်မြို့ပြစီမံချက် UG တပ်ဖွဲ့မှရဲဘော်9ဦးဒဏ်ရာရရှိခဲ့ကြောင်းထုတ်ပြန်ပါတယ်။ ယခုသိမ့်ပိုင်နိုင်ခဲ့တဲ့ဖလန်မျိုးဟာချင်းပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီးဖလန်မျိုးမှာရှိတဲ့ခလာရ268တပ်ရင်းဟာစစ်ကောင်စီမှဗျူဟာမှုအဆင့်ထိုင်၍ကွက်ကဲတဲ့တပ်အထံဗျူဟာကုန်းဖြစ်တယ်လို့ဆိုပါတယ်။ဖလန်မျိုးမှာချင်းပြည်နယ်မြို့တော်ဟာခါနဲ့စကိုင်းတိုင်းရဲ့ဒုတိယအကြီးဆုံးစစ်ဌာနချုပ်ဖြစ်တဲ့ကလေးမျိုးဒေသကွက်ကဲရေးစစ်ဌာနချုပ်ဓာကာဆနှစ်ခုအကြားမြေပြင်ဆက်သွယ်ရေးထောက်ပို့လမ်းကြောင်းမှာအထူးအခရာကျတဲ့မြို့လေးဖြစ်ကြောင်းအသိပေးထားပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကုလနဲ့အာဆီယံအထုကိုယ်စားလှယ်များ NUG ကိုတိတ်တဆိတ်တွေးဆခြင်းရက်တန်းကရက်တန်းကလူသိရှင်ကြထိတွေ့ဆက်ဆံရင် NUG ကတောင်းဆိုတာကုလအထုကိုယ်စားလှယ်မြန်မာပြည်ရောက်ရှိစဉ်မြေပြင်အခြေအနေများကို NUG ကိုဆက်သွယ်အသိပေးလို့ဝန်ကြီးဒေါ်စင်မအောင်ပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ုလတမကအထူးကိုယ်စားလှယ်နဲ့အာဆီယံအထူးကိုယ်စားလှယ်များအနေနဲ့တိတ်တဆိတ်တိုတိတ်စွာ privately တွေ့ဆုံခြင်းကိုရက်တန်းကရက်တန်းကလူသိရှင်ကြား publicly တွေ့ဆုံခြင်းများပြုလုပ်ရန်အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မာအောင်က တောင်းဆိုကြောင်းသိရှိရပါသည်။ အန်ယူဂျီကကုလသမဂ္ဂအထွေထွေအထွေရင်းမှုချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တို့နဲ့ privately တီးတွေ့ဆက်ဆံမှုများတောက်လျှောက်ရှိခဲ့ပြီးယင်းအစား publicly တီးတွေ့ဆက်ဆံရန်ပြောဆိုထားကြောင်းနိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ကယနေ့ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားလိုက်ပါတယ်စကိုင်းငလင်ကြီး major earthquake တုံ့ပြန်ရေးလုပ်ငန်းများနဲ့ပတ်သက်ပြီး NUG ကယနေ့တရင်စာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ် ပြီးခဲ့တဲ့သတင်းပတ်မှာကုလသမဂ္ဂအထုကိုယ်စားလှယ်ကငလင်ပေးတဲ့နေပြည်တော်နဲ့မန္တလေးမြို့တွေကိုတွားရောက်ခဲ့ရာရင်ခရီးစဉ်အတွင်းမြေပြင်အခြေအနေများနဲ့ပတ်သက်ပြီး NUG ကိုဆက်သွယ်ပြောဆိုခဲ့ကြောင်းဝန်ကြီးဒေါ်စင်မအောင်ကပြောပါရယ် UN Special Envoy ကုလအထုကိုယ်စားလှယ်နဲ့ဆိုရင်ဆက်သွယ်မှုတွေရှိပါတယ်စတင်တာဝန်ယူကြတဲ့ကရှိတယ်လို့သူခရီးစဉ်မတွားခင်အခုခရီးစဉ်နဲ့မှာကိုသူ internet line ရတဲ့နေရာရောက်တဲ့အခါကျမတို့နဲ့ဆက်သွယ်ပြီးတော့မြေပြင်အခြေအနေတွေနေပြည်တော်ကအခြေအနေတွေကိုကျမတို့ကို update ပြန်ပေးတာတွေရှိပါတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ် လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားနိုင်ငံနိုင်ငံသားရေးဝန်ကြီးအာဆီယံအထူးကိုယ်စားလှယ်ရုံးတို့နဲ့လည်း NUG ကဆက်သွယ်ဆောင်ရွက်မှုများရှိကြောင်းဝန်ကြီးတော်စင်မအောင်ကပြောဆိုပါရယ်ရခိုင်မလေးရှားနိုင်ငံသားရေးဝန်ကြီးစိုက်ဖူဒင်အဗ်ဒူလာလက်ထက်မှာ NUG နဲ့လူသိရှင်ကြားထိတွေ့ဆက်ဆံမှုများရှိခဲ့ပေမဲ့လက်ရှိနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟာဆန်လက်ထက်မှာတော့ NUG နဲ့တွေ့ဆုံသည်ဆိုသောတရားဝင်ထုတ်ပြန်မှုကိုမတွေ့ရပါဘူး အလားတူကုလသမဂ္ဂအထူးကိုယ်စားလှယ်ကလည်းမြန်မာနိုင်ငံမှာပါဝင်ပတ်သက်နေတဲ့ stakeholder များနဲ့ထိတွေ့ဆက်ဆံမှုရှိတယ်လို့ထုတ်ပေါ်ပြောဆိုထားပေမဲ့လည်း NUG နဲ့ထိတွေ့ဆက်ဆံမှုများကိုအများပြည်သူသိရှိအောင်သတင်းထုတ်ပြန်လေးမရှိပါဘူး။ကျမတို့အနေနဲ့ထိတွေ့ဆောင်ရွက်တဲ့အခါ public မဟုတ်ပဲ privately တွားနေတာကိုအခုချိန်ကစလို့ရက်တန်းကရက်ဖို့လိုနေပြီဆိုပြီးကျမတို့တောက်လျှောက်ပြောပါတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ကပြောဆိုပါတယ်။ ဆက်လက်ပြီးဝင်ကြီးဒေါ်စင်မအောင်ကအာနာသိန်းစစ်ကောင်စီအနေနဲ့ငလင်ဘေးကိုအကြောင်းပြပြီးနိုင်ငံရေးအရအမျက်မထုတ်ရန်နဲ့နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့လည်းအပြောင်းအလဲပြုလုပ်ပြီးစစ်ကောင်စီကိုတရားဝင်မှုပေးခြင်းမျိုးအတိအမှတ်ပြုလိုက်တဲ့ဆက်ဆံရေးမျိုးမဖြစ်ရန်လို့အကြောင်းတတိပေးပြောကြားထားပါတယ်။အဲဒီနောက်ဂုံတိတ်ခါဆိုတဲ့စောင်းပါရှင်ဆရာလှဆိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။နေမြုပ်သွားသည့်တိုက်တဲနဲ့တင်မောကြီးပေါ်မှာမီလီယံနာတထေးကြီးဂျွန်ဂျီကော့အက်စတာလိုက်ပါလာခဲ့ပါတယ်။ တော်ရုံတန်ရုံတန်းကျွယ်တထီတော့မဟုတ်၎င်းရဲ့ဘန်ငွေစည်းရင်းထဲမှာအဆိုပါတင်းမောကြီးအစီပေါင်း30လောက်စောက်နိုင်တဲ့ငွေပမာဏမျိုးရှိနေပါတယ်အသက်အန္တရာယ်နဲ့မလွဲမသွေကြုံလာရတဲ့အချိန်မှာတော့အသက်ငယ်လေးပေါ်မှာရှိတဲ့သူ့အတွက်ခြံထားတဲ့နေရာကိုထိတ်လန့်ကြောက်ရွံ့နေရှာတဲ့ကလေးငယ်နှစ်ဦးကိုလိုက်သွားစီခဲ့ပါတယ်အသက်ငယ်လေးပေါ်၎င်းလိုက်သွားနိုင်ပါလျက်စောင့်ထင်းရမယ်ကိုကျင့်သိခါတရားအရလှုပ်တင်လှုပ်ထိုက်တီကိုယူဆခဲ့မှုအသက်နဲ့လဲသွားသူဖြစ်ပါတယ်နောက်ထပ်တန်းကျွယ်တထေးကြီးတူကလည်းတိုက်တဲနဲ့တင်းမောကြီးပေါ်မှာရှိနေခဲ့ပါတယ်။အဲ့ဒီတထေးကြီးရဲ့အမိကတော့ Isidro Strauss ဖြစ်ပါတယ်။၎င်းဟာ American နိုင်ငံမှာနေရာအနှံ့ဖွင့်ထားတဲ့ Macy's ဆိုတဲ့ကုန်တိုက်ကြီးများပိုင်ဆိုင်ထားသူဖြစ်ပါတယ်။၎င်းကအသက်ငယ်လေးပေါ်အခြားသူများမတက်သေးပဲနဲ့တက်မည်မဟုတ်ဟုပြောခဲ့ပါတယ်။၎င်းရဲ့ဇနီးဖြစ်သူ Ida Strauss ကလည်းရင်းကဲ့သို့ပင်အသက်ငယ်လေးပေါ်ကိုတက်ရန်ညှင်းဆန်ခဲ့ပြီးသူမရဲ့နေရာမှာမကြသေးမီကအိမ်ပေါ်အဖြစ်ခေါ်ထားသူ Ellen Buck ကိုထည့်ပေးလိုက်ပါတယ်။သူမရဲ့နောက်ဆုံးအချိန်ကိုခင်ပွန်းဖြစ်သူနဲ့တူကုံဆုံးရင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ တန်းကျွတ်တထေးကြီးနဲ့ဦးစလုံးက၎င်းတို့စောင့်ထင်းရမယ်ကိုချင်းသိက္ခာတရားကိုချိုးဖောက်ရမယ်အရေးထက်ပိုင်ဆိုင်သမျှဒနာဥစ္စာများတာမကအသက်ကိုပင်စွန့်လွတ်ရန်ဝင်မလေးကြသူများဖြစ်ပါတယ်။ကိုချင်းတရားကိုဦးစားပေးရွေးချယ်ခဲ့တဲ့၎င်းတို့ရဲ့လုပ်ရကလူသားတို့ရဲ့အသည့်လိမ္မာတရားနဲ့လူတဘာဝရဲ့ထူးခြားပြောင်မြောက်မှုကိုထင်ရှားစေခဲ့သည်မဟုတ်ပါလော။လန်ဒန်ထုတ် Independent သတင်းစာကြီးကဥရောပဝစ်စုံကိုဝစ်စင်ထားတဲ့မင်းအောင်လှိုင်ကတကယ်တမ်းမှာဟိတ်မှာရှိတဲ့နိုင်ငံတကာစစ်ရာဇဝဲမှုတရားရုံးရဲ့ဝက်ချန်တဲမှာထောင်ဝစ်စုံနဲ့ရှိနေတဲ့မှာလျှက် မြန်မာရဲ့အိမ်ကြီးချင်းကောင်းဆောင်များနဲ့လက်ဆွဲနှုတ်ဆက်နေတဲ့အဖြစ်ကပင်လူချင်းဝတ်တရားများကင်းမဲ့နေသည့်အဖြစ်လို့យေတာထားပါတယ်။ကုလသမဂ္ဂရဲ့ UNHCR အဖွဲ့ကြီးမှယခုလာမဲ့နှစ်သစ်ကုမှမြန်မာနိုင်ငံအတိုင်းပင်ငံပုတ်ကိုဒေါန်ဆန်းစုကြည်တမရာကြီးဥဝင်းမြင့်အပါဝင်အာနာသိမ့်ပြီးနောက်ဖမ်းဆီးခံထားရတဲ့လူတွေအလုံးကိုလူငင်းချမ်းသာခွင့်နဲ့လွတ်ပေးဖို့တောင်းဆိုထားပါတယ်။လူသားချင်းစာနာထောက်ထားမှုအကူအညီများလိုအပ်နေသူအားလုံးထံရောက်ရှိနိုင်ရန်တားမြစ်ထားတဲ့အခက်အခဲများအားလုံးဖယ်ရှားပေးဖို့နဲ့စစ်စင်ရေးများအားလုံးရက်ဆိုင်ထားရန်လည်းပါရှိပါတယ် ကုလတမကမှရရှိတဲ့သတင်းများအရစစ်ကောင်စီလီတက်ကငလင်ကြီးဖြစ်ပွားပြီးနောက်အကျဉ်းကြီး120ခန့်လေကြောင်းမှတိုက်ခိုက်ခဲ့ပြီးတဝက်ခန့်က၎င်းတို့အပြစ်ခတ်ရက်လိုက်တယ်လို့ကြေညာထားတဲ့ဧပြီလ2ရက်နေ့နောက်ပိုင်းမှာဖြစ်တယ်လို့ UNHCR မဟာမင်းကြီး Volker Tech ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်ကိုလာရဲ့မြန်မာလူအခွင့်ရေးတာဝန်ခံ Tom and Drew ကလည်းလုံခြုံရေးကောင်စီမှမြန်မာစစ်တပ်ရဲ့တော်လှန်ရေးအဖွဲ့တွေထိ ंछ ုံနေမျိုးတွေကိုဆက်လက်တိုက်ခိုက်နေမှုများနဲ့ကူညီထောက်ပံ့နေမှုများရက်ဆိုင်ရေးအတွက်ဆုံးဖြတ်ချက်ချပြီးတားမြစ်ရန်အချိန်ကျပြီလို့ပြောလာခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့အဲ့ဒီလိုပြောဆိုလာခြင်းကြောင့်နိုင်ငံတွင်းလာရောက်ကူညီနေသူများအဖို့အဲ့ဒီအရေးကိုလစ်လျူရှုမိဆိုပါကနိုင်ငံတွင်းအကူအညီလိုအပ်နေသူများအားလူချင်းတူပါလျက်နှမျိုးနှဆခွဲကြနေသည့်အဖြစ်ကိုအလိုလိုနေရင်ရောက်ရှိသွားပြီဖြစ်ပါတယ်။ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမည်လို့ရည်တာထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်းပြပသတင်းတော်လိုင်းရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။